ားလုံးမင်္ဂလာပါခင်ဗျာတမန်းချစ်သူပြည့်တက်ကြီးအားလုံးကို HKK YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီကနေ့မှာတော့ရှာရှာဖွေဖွေမက္ခရာမြေဆိုတဲ့နာမည်နဲ့မက္ခရာမြို့ရဲ့ခေတ်အဆက်ဆက်ကအကြောင်းအရာတွေကိုလေ့လာတင်ဆက်ပေးသွားမှာဖြစ်ပါရခင်ဗျာမက္ခရာမြို့ဟာမန္တလေးတိုင်းကြောက်စဲခရိုင်စင့်ကိုင်မြို့နယ်ဧပြကျေးရွာအုပ်စုဇော်ကြီးမြစ်ခေါ်မက္ခရာမြို့နယ် ဒုထဝရီမြစ်ခေါ်မြင့်ငယ်မြစ်တို့ရဲ့စုံရမျက်နှာကူရဲ့အရှိတ်ကမ်းမှာတည်ရှိပါရခင်ဗျာရခိုင်အချင်းတွေကလန်ခီးခတ်ခဲတဲ့အတွက်အဲ့ရလေလာသူများအယောက်ပေါက်နေခဲ့တဲ့အတွက်အခြားသမိုင်းဝင်မျိုးတွေလိုထင်ပေါ်မှုမရှိခဲ့ပါဘူးယနေ့အချိန်မှာတော့မန္တလေးရန်ကုန်ကားလမ်းအတိုင်းလာခဲ့ရင် စင့်ကင်မျိုးမရောက်မီညောင်မင်းကြီးလမ်းခွဲကနေတောင်ကွန်ပျူတာတက်ကလို့စီတွားတဲ့လမ်းအတိုင်းဝင်လာပြီး 15မိနစ်ခန့်မောင်းလိုက်ရင်ရောက်နိုင်ပြီဖြစ်ပါတယ်။နောက်ထပ်တလန်းကတော့မန္တလေးပြုံးလွင်လမ်းအတိုင်းလာခဲ့ပြီးမန္တလေးကနေ14မိုင်အကွာအုံကျော်ရွာရွှေစာရံလမ်းကနေဝင်ပြီးရွှေစာရံမြကူးတရားကိုကူးပြီးမိရွေးဘုတ်ရွာကနေတဆင်လဲသွားနိုင်ပါတယ်ခင်ဗျာ။မက္ခရာမြို့ပမာဏဟာတာပေါင်း480နမ်းမြို့ရိုးမှာအရှိန်အောက်ပေ1200တောင်မြောက်ပေ1450 နန်းတော်ဝင်းကြီးကတော့တောင်မြောက်ပေ600အရှိအနောက်ပေ450ရှိပါတယ်ခင်ဗျာမက္ခရာမြို့ဟောင်းတဝိုက်မှာဇေဒီတော်များဂူဖျားများဖျားပြူဖျားပြက်ဖျားကောင်းများကို အစု80ကျော်အထိတွေ့ရှိနိုင်ပါတယ်ခင်ဗျာတမိုင်းလစ်လာချက်တစ်ခုမှာဆိုရင်ဇေဒီပေါင်း126ဆူရှိတယ်လို့ဆိုပါတယ်ခင်ဗျာမက္ခရာမြို့ဟာတိတဲ့သူရောက်ဖို့သူနေပါခဲ့ပြီမြဲ ဘရင်ထင်းနှိုင်းဆိုင်ခဲ့တဲ့သမိုင်းဝင်မြို့တစ်မြို့ဖြစ်ပါတယ်ခင်ဗျာမခရာမြို့ရဲ့သမိုင်းကျောင်းကိုလက်လန်းမိသလောက်ရှာဖွေလေ့လာကြည့်တဲ့အခါပကံကအနော်ရာမင်းကြီးလက်ထက်မြန်မာနိုင်ငံအနှံ့မှာစံရည်စပါးနဲ့တင်းနှံဆိုင်ပြိုးရေးအထွက်သွိုးနိုင်မှုဆယ်မြောင်းကန်ချောင်းတွေကိုတိဆောက်ပြုပြင်ခဲ့တာကို တွေ့ခဲ့ရပါတယ်ခင်ဗျာပန်းလောင်မြင့်မှာဆိုရင်တင်းသား၁၀ငနိုင်းတင်း၁၀ပြောင်းပြ၁၀ကူမဲ၁၀ မခရမြဲလို့ခေါ်တဲ့စောကြီးမြင့်မှာနွားတက်စေ၊ကွမ်းစေးစေ၊ကုရောစေတွေကိုတိဆောက်ပြုပြင်ခဲ့ပါတယ်။ပကံခစ်မှာပဲနရပတိစီတူမင်းလက်ထက်မှာကြောက်စေ၊မြင်းဆိုင်ရွှေနှန်းရှင်လက်ထက်မှာတင်းရဲစေ၊အင်းဝမင်းကြီးစွာစော်ကဲလက်ထက်မှာဇီရောစေ၊အင်းဝမိုးပြဲနရပတိမင်းလက်ထက်မှာငကြီးစေတွေကိုတိဆောက်ခဲ့ကြပါတယ်ခင်ဗျာ။ဘိုးဘွားတွေရဲ့လုံလဝရိယနဲ့ကိုစွမ်းညံစွမ်းတွေဟာ အတူယူအားကြပွဲ ဖြစ်ခဲ့ပါတယ်ခင်ဗျာရှင်းမြန်မာမင်းအဆက်ဆက်ရဲ့လက်ထက်မှာတက်လုံးများထန်းလုံးများကြောက်တုံးများကိုအသုံးပြုပြီးလူမှုလုံအားများနဲ့တိဆောက်ခဲ့ကြတဲ့ဆဲတွေကိုခက်အဆက်ဆက်မှာခက်မီနီးပညာများခက်မီဆယ်ရန်ရပစ္စည်းများကိုအသုံးပြုပြီးခက်နဲ့အညီပြောင်းလဲတိုးတက်အောင်တိဆောက်ခဲ့ကြခြင်းဖြစ်ပါတယ်ခင်ဗျာမက္ခရာမြို့ဟာပကံအနော်ရတာမင်း လက်ထက်တော်အခါကား တက်ကြဲ395ခုတပေါင်းလာဆန်း12ရက်တောက်ကြနေမှာပြပရန်ကိုကာကွယ်ဖို့ရန်အတွက်ကင်းတက်စခန်းမြို့ပေါင်း53မြို့ကိုတိစောက်တဲ့အခါမှာမခရမြို့ဟာ အမှတ်စဉ်31ဖြစ်ခဲ့ပါတယ်ခင်ဗျာကျောက်စင်နယ်ရဲ့လယ်တွင်းဆက်တရွာကို ပြုစုရာမှာလဲမခရမြို့ဟာ အမှတ်စဉ်ကွန်ဖြစ်ခဲ့ပါတယ်ခင်ဗျာမခရဒေတာဟာပကံခစ်ကနေစပြီးနိုင်ငံတော်ကာကွယ်ရေးနဲ့ စားနိုင်ရိတ်ခါထုတ်လို့ရနှစ်ခုစလုံးမှာအရေးပါတဲ့ဒေတာဖြစ်ခဲ့ပါရယ်ခင်ဗျာမခရာမြို့ဟာပကံခစ်ကနေယနေ့မျက်မှောက်ခေတ်ကာလအထိလဲမြန်မာနိုင်ငံအလဲပိုင်းရဲ့စပက်ကြီးအဖြစ်တာဝန်ထမ်းဆောင်ဆဲပဲဖြစ်ပါရယ်ခင်ဗျာမခရာဒေတာနဲ့ပတ်သက်ပြီးဗုဒ္ဓဝင်တော်မှာတွေ့ရှိခဲ့တာကတော့ဂေါရမဘုရားရှင်တိတဆာရီကြွချီတော်မူလာတဲ့အခါကြောက်စဲအရှိဘတ်တင်းဝင့်တောင်ကို ရောက်တော်မူတဲ့အခါမှာဆိုင်းညင်တော်သုံးကောင်ဟာ ဂေါရမဘုရားရှင်ကိုမြေဆိုင်ခဲများတစ်ခက်တစ်ရွက်များတော်ဝံမျိုးစုံများကိုဂျိုနဲ့ကော်ယူခဲ့ပြီးပူဇော်ခဲ့တာကိုအကြောင်းပြု၍ချစ်သားအာနန္ဒာငါဘုရားပြိဋိဘံပြုတော်မူပြီးတရဏတော်1800ကျော်ရောက်တဲ့အခါမှာဒီဆိုင်ညီတော်၃កောင်ဟာဤရက်မှာမင်းညီတော်၃မအဖြစ်ထင်ရှားစွာ မင်းပြုပြီးငါဘုရားဤတရဏတော်ကိုချင်းမြောက်လက်တန်းလို့ဖြာရိတ်တော်ထားတော်မူခဲ့ပါရခင်ဗျာဖြာရိတ်တော်နဲ့အညီ ပကန်ကစ်မှာအနော်ရာမင်းကြီးတီထောင်စူးစီးခဲ့တဲ့ပကန်အင်ပါယာကြီးဟာတရုတ်ပြည်မင်းလို့ခေါ်တဲ့နရတိယပတိမင်းကြီးရဲ့လက်ထက်မှာမွန်ဂိုရီရဲ့ကျူးကျော်မှုအောက်ချုပ်သူရှင်ဘရင်ရဲ့ညံ့ပြင်းမှုတွေကြောင့်ပကန်ဟာအင်အားယော်နယ်လာခဲ့ရပါတယ်။နရတိယပတိမင်းဟာတရုတ်တွေရဲ့ရန်ကနေထွက်ပြေးလွတ်မြောက်လာခဲ့ပြီးမြင်သားတော်ပြည်စားတီဟာတူက အစိတ်ခတ်ထားတဲ့ပွဲတော်ကိုအသိအကျစားစေခဲ့ပါတယ်။ သားတော်ရဲ့ဓာမိုးထားပြီးစားစေခဲ့တဲ့ပွဲတော်ကို စားသုံးခဲ့ပြီးတေယုပြင်းမင်းနဲ့ရွာဆန်ခဲ့ရပါတယ်။သားတော်တိဟတုကမင်းကြီးနဲ့အတူပါလာတဲ့မူးမက်တွေကိုနှစ်စာရေးတိုက်ပြီးဘယံတစ်ပါးဖြစ်လာခဲ့ပါတယ်။တိဟတုဟာပြိုကွဲနေတဲ့ဒလနဲ့ဘကိုးကိုလှုပ်ကြံတိုက်ခိုက်ရင်ကိုများနဲ့ကိုပဲအသက်ဆုံးရှုံးခဲ့ရပါတယ်။တိဟတုကံကုန်တဲ့အခါဒလကြော်စွာမင်းနန်းသက်ခဲ့ပါတယ်။ လကျော်စွာမင်းနမ်းသက်လာတဲ့အခါမှာနိုင်ငံရေးကိုအလေးအနက်မထားဘဲအယိချင်းမရှိညံ့ဖျင်းလာတဲ့အတွက်ပကံအင်ပါယာကြီးဟာပြိုကွဲခဲ့ရပါတယ်ခင်ဗျာအဲ့လိုညံ့ဖျင်းလာတဲ့ဒလကျော်စွာမင်းကြီးကိုလည်းမိဖုရားစောနဲ့ရှမ်းညင်တော်၃ဦးတို့ကမြင်းဆိုင်အရက်ကိုပြည့်ရနဲ့ခေါ်ပြီးနတ်ချတင်ငန်းဝတ်ပြီးအဆောက်အအုံနဲ့ထားလိုက်ပါတော့တယ်ခင်ဗျာအဲ့ဒီအချိန်ကနေစပြီးရှမ်းညင်တော်၃ယောက်တို့ဟာစစ်တီစင်မြင်း အင်အားတောင်တင်းလာခဲ့ပြီးကိုနေရနဲ့ကိုမင်းပြုနေကြပါတယ်။အဲ့ဒီလိုနဲ့ပကံမင်း55ရောက်ထဲကနောက်ဆုံးမင်းတွေဖြစ်တဲ့ကြစွာစောနှစ်နဲ့စောမွန်နဲ့မင်းတို့ရဲ့လက်ထက်မှာပကံဟာ အကွဲအပြဲတွေနဲ့ဩဇာအာဏာကျဆင်းခဲ့ရပြီးနောက်ဆုံးတက်ကြတဲ့930ခုနှစ်မှာပကံဟာအုတ်ချုပ်သူရှင်ဘရင်မရှိတော့ဘဲလက်အောက်ခံမြို့ဖြစ်တာသိရှိပါတော့တယ်ခင်ဗျာအဲ့ဒီအချိန်မှာ ဩဇာအာဏာရှိတဲ့ရှမ်းညင်တော်၃ဦးဟာလည်းပကံမပြက်ခင်တက်ကရစ်660ခုနှစ်မှာတဲကအကိုကြီးအတင်ခရာကမြင်းဆိုင်မြို့မှာရွှေနန်းတည်ပြီးနေပါတယ်။အလက်ရာဇတကြံကမက္ခရာမြို့မှာရွှေနန်းတည်ပြီးနေပါတယ်။ညင်ငယ်တီဟာတူကတော့ပင်လယ်မြို့မှာအတီအတီမင်းပြိုင်ပြုနေကြပါတယ်။အတင်ခရာရဲ့မြင်းဆိုင်မြို့ဟောင်းဟာယခုအင်းဝမြို့ဟောင်းတောင်ဘက်16မိုင်အကွာမှာတည်ရှိပါတယ်။ ရာဇတကြံရဲ့မက္ခရာမျိုးဟောင်းဟာယခုမန္တလေးတိုင်းဒေသကြီးစင့်ကင်မြို့နယ်အတွင်းမှာတည်ရှိပါတယ်။တီဟတူရဲ့ပင်လယ်မျိုးဟောင်းဟာမန္တလေးတိုင်းဒေသကြီးမြစ်သားမြို့နယ်ကုမဲမြို့ရဲ့အရှိတောင်ဘက်ငားမိုင်အကွာမှာတည်ရှိပါတယ်ခင်ဗျာ။မင်းညီနောင်တွေဟာကိုနေရနဲ့ကိုရှင်ဘရင်လုံနေကြပြီးငါးနှစ်အကြာမှာတော့အကိုကြီးအတင် ခရာအနှိမ့်ဆရောက်ပါတယ်။ညီတော်အလက်ရာဇတကြံကိုတော့တီဟတူက တက်ကြတဲ့682ခုနဲ့မှာစေးနဲ့လှုပ်ကြံခဲ့လို့ကန်ကုန်ခဲ့ရပါတယ်။အကူတော်နှစ်ယောက်ကန်ကုန်ပြီးတဲ့အခါမင်းမြိုင်မရှိတော့ပဲ မြို့တော်အားလုံးဟာညီတော်ငယ်တရသူရဲ့လက်အောက်ခံမြို့တွေဖြစ်လာခဲ့ပါတယ်။အဲ့ဒီညီနောင်၃ယောက်ထဲကအငယ်ဆုံးညီတော်ဖြစ်တဲ့တရသူဟာမြို့တင်နန်းတဲ့အနေနဲ့ပင်းရမြို့ကိုစတင်တည်ထောင်ခဲ့ပြီးပင်းရခစ်ကိုစတင်ခဲ့တဲ့အမင်းတပါးလည်းဖြစ်ပါတယ်ခင်ဗျာ။ညီနောင်၃ယောက်ထဲက အလက်ရာဇတကြံရဲ့မက္ခရာမြို့ဟာအနောက်ရထားမင်းကြီးရဲ့လက်ထက်ကနေစပြီးလယ်တွင်ဆက်တရွာစည်ရင်မှာပါဝင်ခဲ့တဲ့မြို့အဆင့်ကနေတော်တော်တာမက္ခရာဟူသောစာဆိုအရတက္ကရာ666ခုနှစ်မှာနန်းဒီမြို့အဖြစ်ရောက်ရှိခဲ့ပါတယ်ခင်ဗျာမက္ခရာနယ်မြေအတွင်းမှာတော့ပကံခက်လက်ရဖျားစီရီများပင်းရခက်လက်ရဖျားစီရီများ အင်းဝခက်ကုန်းမောင်ခဲစားတဲ့ခက်ဆက်ဆက်မှာတိစောက်ခဲ့တဲ့ဖျားစီရီများကိုလည်း ကြီးညိုလွမ်းစွပွဲဖူးတွေ့နိုင်မှာဖြစ်ပါတယ်ခင်ဗျာမက္ခရာနယ်မြေမှာဆိုရင် ရှေးအောင်ဖရာဇေဒီအစု80ခန့်ရှိတဲ့အကြောင်းသိရပြီး2009ခုနှစ်ဇန်နဝါရီ9ရက်နေ့မှာရှေးအောင်ယဉ်ကျေးမှုဆုံးအဖြစ်သတ်မှတ်ခဲ့ပါတယ်ခင်ဗျာတမိုင်းမှာလည်းမက္ခရာမြို့ကို အေးချမ်းရဒေတာအဖြစ်တောထွက်ခဲ့တဲ့မင်းနှစ်ပါးရှိခဲ့ပါတယ်ခင်ဗျာပင်းရခေတစည်းရှင်တီဟတူရဲ့သားတော်ဩစနာမင်းဟာထင်းနှန်းကိုရရှိပြီး နှစ်20အကြာမှာညီတော်၅ဆီးရှင်ကျော်စွာကိုထင်းနှံလွှဲအပ်ခဲ့ပြီးမခရနယ်ကိုတရားအားထုတ်ရန်အတွက်တောထွက်ခဲ့ပါရခင်ဗျာနောက်တဦးကတော့မြမတမိုင်းမှာထင်ရှားကြော်ကြားခဲ့တဲ့မင်းကြီးရန်အောင်ဖြစ်ပြီးအင်းဝရွှေနန်းကြော့ရှင်နရပတိရဲ့သူတော်ဆက်သူဖြစ်ပါရခင်ဗျာအင်းဝမင်းဆက်ပြက်ပြီးမွန်းညင်းစလုံးရဲ့သားဖြစ်သူတူဟန်ဘွားဟာအင်းဝထင်းနှံကိုစိုးစံခဲ့ပါတယ်တူဟန်ဘွားဟာ ယရဏ၃ပါးကိုမယုသေးသလိုဇေရီပထိုးတွေမှာရှိတဲ့ဌာပနာတွေကိုလည်းဖောက်ထွင်းယူဆောင်ခဲ့သူဖြစ်ပါတယ်။ယဟန်တန်ဃာတွေကိုလည်းလက်အောက်ခံတစ်ဖက်လက်သားများသူများဖြစ်တဲ့အတွက် နောက်အခါမှာပုံကံသူများဖြစ်လာမည်ဟုတတ်မှတ်ပြီးတက်ကြွေ900ခုနှစ်မှာတောင်ပလူလေပြန်တို့ပင့်ဆောင်ပြီးနှက်ဖြက်စီခဲ့တဲ့သူလည်းဖြစ်ပါတယ်ခမောင်။တက်ကြွေ904ခုနှစ်မှာတော့မင်းကြီးရန်အောင်ဦးဆောင်ပြီးသူဟန်ဘွားကိုလောက်ကျန်တက်ဖြက်ခဲ့ပါတယ်။ အင်းဝါမှာရှိတဲ့မူးမတ်တွေနဲ့ပုံပေါင်းစော်ပွားတို့ကမင်းကြီးရန်တော်ကိုမင်းမြူရန်အတွက်တောင်းပန်ကြတော့လေအင်းဝါဘယံနရပတိနဲ့စိုးတူကောင်းဘက်ဖြစ်သူအုံးပေါင်းစော်ပွားခုံမိုင်းကိုသာအင်းဝါထိနှန်းကိုဆက်ခံစေခဲ့ပါတယ်တနစ်ခန့်အကြာမှာပဲမင်းကြီးရန်တော်ဟာမခရဒေတာကိုတရားကျင့်ရန်အတွက်တော်ထွက်ခဲ့ပါတယ်ခင်ဗျာမခရဒေတာမှာရှိတဲ့ရွှေစည်းကုံဖရာအနီးမှာမင်းကြီးရန်တော်တရားအားထုတ်ခဲ့တဲ့ မင်းကြီးရန်တော်ကူကိုယနေ့တိုင်အောင်လေ့လာတွေ့ရှိနိုင်ပါတယ်ခင်ဗျာကိုမောင်ခင်နှောင်းပိုင်းကာလတွေမှာတော့မက္ခရာမြို့ကိုစားရတဲ့ပထမဆုံးအင်္ဂလိပ်မြမအဘိဓမ္မဖြစ်တဲ့လိမ့်မက္ခရာအဘိဓမ္မပြုစုခဲ့တဲ့မက္ခရာမျိုးစားမင်းသားကြီးဟာလည်းထင်ရှားလာတဲ့မက္ခရာမျိုးစားမင်းသားဖြစ်ပါတယ်ခင်ဗျာမင်းသားကြီးကိုမြမတက်ကြရ1153ခုနှစ်မှာဘိုးတော်မင်းနဲ့ဒုတိယမြောင်နှမ်းမိဖုရားတိရိမဟာယရနာဒေဝီတို့က မွေးဖွားခဲ့ပြီးစကိုင်းမင်းနဲ့တာယာဝတီမင်းတို့ရဲ့ရောက်ကမာကြီးလည်းဖြစ်ပါရယ်ခင်ဗျာမက္ကရာမြို့ကိုစားရတဲ့နောက်ထပ်မင်းသားတစ်ပါးကတော့ကောင်းမောင်ခဲ့မင်းတော်မင်းနရာကြီးလက်ထက်မှာကနောင်မင်းသားကြီးကြာဆုံးပြီးတဲ့နောက်ဆက်ယုံ90ကျော်ကို ကြစ်ကြက်ရသူမင်းတော်မင်းနဲ့မြောက်ဆောင်တော်မိဖုရားတို့ကဖွားမြင်ခဲ့တဲ့မက္ကရာမင်းသားဖြစ်ပါရယ်ခင်ဗျာမက္ကရာမြို့ကိုစားရသူဖြစ်တဲ့အတွက်မက္ကရာမင်းသားကြီးလို့ထင်ရှားကြော်ကြပြီး မန္တလေးထီးနှံကိုစက်ခံနိုင်တဲ့အရေးချင်းရှိသူဖြစ်ခဲ့ပေမဲ့တိဘောမင်းနန္ဒဆအရေးခင်မှာမင်းကြီးမင်းသားမင်းသမီးတွေနဲ့အတူကွက်မြက်ချင်းခံခဲ့ရပါတယ်ခင်ဗျာဒါကြောင့်လဲမက္ခရာမြို့တော်ဟာကုန်းမောင်ခေအထိထင်ရှားအရေးပါခဲ့တာကို တွေ့ရှိရပါတယ်ပကံခေမင်းလာကံမက္ခရာဒေသနဲ့မနီမဝေအရှိတောင်ဘက်မှာမုံပင်ကျေးရွာအုပ်စုကံကြီးကျေးရွာမှာ ပကံခစ်မင်းလာတစ်ဖက်ဆယ်ကံကြီးသိရှိပါရခင်ဗျာအနာရမင်းလက်ထံပကံပြီမှာထေရဝါဒတာရဏစတင်ခြင်းအခါမှာအကြီးကြီးယဟန်တထောင်ဟာပကံကိုစွန့်ခွာပြီးမုံမင်းရွာကိုရောက်ရှိခဲ့ကာတစ်ဖက်ဆယ်ကံကြီးကိုတိဆောက်ပြီးစိုက်ပျိုးလုပ်ကင်ခဲ့ကြပါရခင်ဗျာအနာရမင်းရောက်ရှိလာပြီးအခွန်တော်ကောက်ခံခဲ့ရမှာအကြီးကြီးယဟန်တွေက အခွန်ကင်းလွက်ခွက်တောင်းခံခဲ့တဲ့အတွက်အနာရမင်းကြီးဟာ အခွန်ကင်းလွတ်ခွင့်ပြုခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီတစ်ဖက်ဆယ်ကံကြီးကိုမင်းလက်ကံလို့ခေါ်ဆိုခဲ့ရာကနေနှစ်ကာလကြာရှည်လာတဲ့အခါမှာမင်းလက်ကံဟုခေါ်ဆိုခဲ့ကြောင်းအဆိုရှိခဲ့ပါတယ်ခင်ဗျာ။ဒါအပြင်ရှင်တထောင်ကံကံကြီးကံတပိတ်ဆေးကံလို့လည်းခေါ်ဆိုကြပါသေးတယ်ခင်ဗျာ။မင်းလက်ကံတွင်ကိုကံရဲ့ရေဝေရေလဲမှရရှိလာတဲ့ရေများအပြင်မင်းရဲ့မြောင်းလက်တံကပူရှံလာတဲ့ရေများကိုတူလောင်ထားရှိပါရယ်ခင်ဗျာ။ မင်းလာကန်ကြီးဟာဘေရာပန်းများကြာပန်းများရင်းနေချင်းငံများဖြင့်လှပတင့်တယ်လျက်ရှိပြီးလူအပင်တရိษံတွေနဲ့ရင်းမြေတဘာဝအပြန်လန်အမိတဟဲပြူရာဂေယဘေရာစနစ်ကောင်းတစ်ခုဖြစ်တဲ့အပြင် ရေချိုအရင်အမြစ်တစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာအရှိတ်ဘက်မှာရှိတဲ့ရှမ်းရုံးမတောင်တန်းတွေကိုနောက်ခံထားပြီးကြည့်ရှုရတဲ့မြင်ကွင်းဟာလည်းရင်သက်ရှူမောပွေရာပကြီကားတစ်ချက်ဖြစ်ပါတယ်ခင်ဗျာ မင်းလာကန်ကြီးဟာတဘာဝအလှတရားတွေနဲ့ပြည့်စုံနေပြီးစိုက်ပျိုးရေးလုပ်ငန်းအတွက်တာမကဒေတာကန်ပြည်သူများအတွက်ဘုံ၅ဖန်းလုပ်ငန်းအဖြစ်ငားရိတ်ကဖြည့်ဆည်းပေးလျက်ရှိတဲ့ပကံခေတ်ကတိုင်တိစောက်ခဲ့တဲ့တစ်ဖက်ဆက်ကန်ကြီးဖြစ်ပါတယ်ခင်ဗျာဌာနဆိုင်ရာမှတ်တမ်းတွေအရမင်းလာကန်ဟာ ရေစင်းဧရိယာ၄ဒသမ83စတူရမ်းမိုင်ကန်ဧရိယာဧက100ကန်မောင်အလျားပေတဲ့တောင် ကံမောင်အမြင့်72ပေကံရည်ပြည့်အနက်10ပေကံရည်ပြည့်ဧရိယာ968အေကကံရည်ပြည့်ရေလောင်ပမာဏ4482ပေကံရည်ရည်အနက်2ပေကံရည်ရည်ရေလောင်ပမာဏ916အေကပေရှိကြောင်းသိခဲ့ရပါတယ်ခင်ဗျာမက္ခရာရွှေစည်းကုံဇေဒီတော်စင့်ကိုင်မြို့နယ်မက္ခရာမြို့ဟောင်းအပြင်ဘက် အနောက်တောင်တောင်နှစ်ဖာလုံးခန့်အကွာရွှေစာတိရုပ်ဇေဒီတော်ခေါ် ချွေစာစရီရဲ့အရှိတ်ဘက်မှာတည်ရှိပါရယ်ခင်ဗျာသီရိဓမ္မတောကမင်းကြီးရဲ့ကောင်းမှုတော်ဖြစ်တဲ့မုတ်သောစရီငယ်ကိုငုံပြီးတက်ကြွေ689ခုနှစ်မှာပင်ရဘရင်မင်းကြီးတေဟတူရဲ့သားတော်ဥဇနာမင်းကြီးကတည်ထားကိုးကွယ်တော်မူခဲ့တယ်လို့သိရပါရယ်ခင်ဗျာစရီတော်မှာပစ္စယံ30ရှိပြီးအစစ်စင်ကိုတက်ရောက်ဖူးမြော်နိုင်ရန်အတွက်လှေကားတင်များ ပါရှိပါရယ်တောင်လေးတောင်မှာလဲစီကုံကြီးစရီတော်ပုံစံတူ ်စိန်စည်းကုံစေရီငယ်မြစည်းကုံစေရီငယ်ဟုစေရီငယ်နှစ်စုကိုဖူးမြော်နိုင်မှာဖြစ်ပါတယ်ခင်ဗျာစေရီတော်ရဲ့ပရဝံအတွင်းအနောက်တောင်တောင်မှာလဲမင်းကြီးရန်အောင်ကူဖျားတည်ရှိပါတယ်ခင်ဗျာမင်းကြီးရန်အောင်ကူဖျားစင်ကိုင်မြို့နယ်မက္ခရာမြို့ဟောင်းစည်းကုံကြီးစေရီတော်ပရဝံအတွင်းအနောက်တောင်တောင်မှာတည်ရှိပါတယ်ခင်ဗျာလှိုင်ပလန်းပါရှိတဲ့ ကုဘရိုအမျိုးအစားဖြစ်ပြီးဒေတာခံတွေက မင်းကြီးရန်အောင်ရဟန်းဝတ်ပြီးတောထွက်တဲ့အခါအဲ့ဒီကုဖျားမှာပဲတက်ဆုံးတိုင်အောင်တရားကျင့်ကြံနေထိုင်သွားတယ်လို့ယူဆကြပါတယ်ခင်ဗျာအင်းဝါထင်းနှမ်းမှာမွန်းကျင်းစလုံးရဲ့သားတော်သူဟံဘွားအုပ်ဆိုးစဉ်အခါကသူဟံဘွားဟာဘုရားဘာသာကိုယုံကြည်ခြင်းမရှိဘဲကြမ်းကန်တက်မြောက်ကျွမ်းကျင်တဲ့ဆရာတော်တန်ဃာတော်အများအပြားကိုလောက်ကြံတက်ပြတ်ပြီး ကျောင်းတိုက်ကြီးတွေနဲ့ပြည်တကစာပေများကိုပါမင်းရှုဖြက်စည်းခဲ့တဲ့အတွက်မရပတိမင်းရဲ့တူတော်ဆက်တဲ့မင်းကြီးရန်တော်ဟာတက်ကြဲ904ခုနဲ့ကဆုံလမှာတူဟံမွားကိုလုတ်ကြံခဲ့ရပါတယ်ခင်ဗျာတို့တော်လဲမင်းကြီးရန်တော်ဟာအဲ့ဒီခေအဲ့ဒီအခါတွေရဲ့ထုံးစံဘယင်ကိုလုတ်ကြံနိုင်ရင်ဘယင်ဖြစ်နိုင်တဲ့ဒလိရှိခဲ့ပေမဲ့ကာမဂုံတွေကိုမမမောတော့တဲ့မင်းကြီးရန်တော်ဟာမူကြီးမတ်ကြီးတွေက အင်းဝထီးနှံကို တိမ့်ပိုက်နန်းဆန်မှုတောင်းပန်ကြပြီမဲ့ဖြင်းနှန်းစည်းစိမ်ကိုလက်မခံဘဲရဟန်းဝတ်နဲ့မက္ခရာအရက်ကိုတောထွက်ခဲ့ပါတယ်ခမောင်းရွှေရောင်တော်စီရီစင်ကန်မြို့နယ်မက္ခရာမြို့ဟောင်းမှာတည်ရှိပါတယ်ခမောင်းရှင်အောင်စီရီတော်တစုကိုပြုတ်ပြင်ရှင်းလင်းပြီးရွှေရောင်တော်စီရီဆိုတဲ့ဘွဲ့အမည်ကိုပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်ပါတယ်ခမောင်းဒေတာခံတွေကတော့လှေကြီးဖျားလို့လဲခေါ်ဆိုကြပါတယ် စေရီတော်ရဲ့အရှိတ်ဆောင်းနှန်းထိပ်မှာရှိတဲ့ချင်းတဲ့ကြီးနှစ်ကောင်ရုပ်ထုဟာမင်းကွန်းဒေတာမှာရှိတဲ့ချင်းတဲ့ကြီးနှစ်ကောင်ရုပ်ထုပြီးရင်ဒုတိယအကြီးဆုံးရုပ်ထုကြီးဖြစ်နိုင်ပြီးကောင်းမောင်ခဲဘိုးတော်ဖျားလက်ထက်ကတိဆောက်ခဲ့တာဖြစ်နိုင်တယ်လို့ယူဆကြပါရခင်ဗျာစေရီတော်ဟာအဝင်ပေါက်၄ဘက်ပါဂူဖျားဖြစ်ပြီးစေရီလှိုင်ကောင်းအတွင်းမှာရုပ်ပွားတော်၄စုကိုဖူးမြော်နိုင်ပါရခင်ဗျာထို့ပြင် လှိုင်ကောင်းအတွင်းဘက်မှာရှိတဲ့ရှေးအောင်နာယဆေးရပကြီးတွေကိုလည်းအကောင်းနှီးပါအတိုင်းတွေ့မြင်လေ့လာနိုင်ပါတယ်ခင်ဗျာဇေဒီရဲရဲ့အာယုံကန်တစောင်းမှာလည်းမက္ခရာမြို့ရဲ့အနီးတဝိုက်မှာသူ့ဖို့ရရှိခဲ့တဲ့ရှေးအောင်ပစ္စည်းများစင်းနုတော်များအုတ်ခွက်စင်းခွက်များကြောက်စာများကိုပြတိုက်တစ်ခုတစ်ဖွဲထိန်းသိမ်းပြတတ်ထားလျက်ရှိပါတယ်ခင်ဗျာဇေဒီရဲပရဝံအနီးမှာလည်းစေဖရာကြီးငါးစုတန်းဖရာများနဲ့အခြားသော အင်္ဂလိပ်လက်ရာပြောင်မြောက်တော့ဖျားစေရီစုများကိုပိုးမြင်နိုင်ပါတယ်ခင်ဗျာငါးစုဖျားရဲ့အရှိဘက်ရက်တော်မူဖျားရက်တော်မူဖျားနှစ်ပေတစ်ဖက်တစ်ချက်စီမှာ ဖောင်းကြွနဂါးကြီးများ တကောင်နဲ့တကောင် မုတ်စိတ်အမောက်ပါးစပ်ပုံတရံမတူတဲ့နဂါးကြီး၄ကောင်စတဲ့လစ်လာစရာတွေကလည်းအများကြီးရှိပါတယ်ခင်ဗျာရွှေစာဒီစေရီစင်ကင်မြို့နယ်မက္ခရာမြို့ဟောင်းအပြင်ဘက်အနောက်တောင်တောင်နှစ်ဖာလုံးခန့်အကွာမှာ သိရှိပါရခင်ဗျာတို့တဲ့ကြီးမားတဲ့ရှင်ဟောင်းဇေဒီတော်တစုဖြစ်ပြီးပင်းရခက်မှာဥဇနာမင်းကြီးရဲ့ညီတော်ငါးစည်းရှင်ကျော်စွာဟာနောင်တော်မင်းကြီးတောထွက်တဲ့အရက်ကိုလာရောက်ပြီးနောင်တော်မင်းကြီးရဲ့ကောင်းမှုတော်စီကုံကြီးဇေဒီတော်အနီးမှာရွှေစာတိရုပ်ဇေဒီတော်ကိုတည်ထားကိုးကွယ်ခဲ့ပါရခင်ဗျာအဲ့ဒီရွှေစာတိရုပ်ဇေဒီတော်ကြီးကိုဒေတာခံတွေကရွှေစာတိဇေဒီလို့လည်းခေါ်ဆိုကြပါရခင်ဗျာရွှေဘုံပွင့်ဇေဒီ မင်းကြီးရန်တော်ရဲ့ကိုဖျားလိုပဲနောက်ထပ်ကိုဖျားတစုကတော့ရွှေဘုံပွင့်စီရီပါစိုက်ခင်းနေကြားထဲမှာရုပ်ရည်မြင်တွေ့လိုက်ရမယ့်စီရီမျိုးဖြစ်ပါတယ်ကုစီရီအပေါ်မှာအခုံးလေးသာရှိနေပြီးမူလတိဆောက်ကလေးကအခုံးလေးပဲရှိတာလားပြန်လဲပြုတ်ပြင်ချိန်မှာဒီလိုလေးပဲတိဆောက်ထားတာလားဆိုတာတော့မပြောတတ်ပါဘူးခင်ဗျာတခြားစီရီဖျားတွေနဲ့တမူကွဲပြားနေတာတော့အမှန်ပါပဲခင်ဗျာအတွင်းမှာတော့အရင်ကရုပ်ပွားတော်ကြီးရှိခဲ့ပုံရပါတယ် အခုအချိန်မှာတော့ပလင်အုပ်ပုံအပြက်စည်းတွေကိုဒါမြင်တွေ့ကြရမှာ ဖြစ်ပါတယ်။မခရရှေးအောင်ယဉ်ကျေးမှုဇုံအတွင်းမှာဆိုရင်ဩစနာမင်းကောင်းမှုရွှေစည်းကုံစေတီမခရမြို့ဒီနန်းဒီရာဇတကြံမင်းရဲ့ကောင်းမှုရွှေစာတီမခရဒေတာမြို့ရိုးအတွင်းမှာတော့အနော်ဒါမင်းကောင်းမှု ရှင်ပင်ရံမတွေ့စေတီဘိုးတော်ဘရုံမင်းကြီးရဲ့ကောင်းမှုရွှေကူကြီးစေတီနဲ့အတူ ရှေးအောင်စေတီများ48စု လက်ရမြောင်းလာတဲ့ချင်းနေချင်းနှက်ကောင်နဲ့ချွေရောင်တော်ဇေဒီတွေကိုလည်းဖူးတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာအဲ့ပြကိုးစုတိုက်ဇေဒီစုရှစ်စုတိုက်ဇေဒီစုရှင်မင်းစိတ်ဦးဇေဒီအင်းကောင်းဇေဒီတော်ကြီးတွေကိုလည်းထင်ရှားစွာဖူးတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာမက္ကရာမြို့ဟာဆက်နေရာကြီးစိမ့်ဆူလန်းဆန်းနေတဲ့အမြဲစိမ့်ဥယျာဉ်တွေနဲ့အတူဥယျာဉ်တွေရဲ့ဈာကနေ ထိုးပေါက်ဖူးမြင်ရတဲ့ဖျားပထိုးဇေဒီများကို လွတ်ဆွတ်ကြည်နူးပွေ ဖူးမြင်ရမှာဖြစ်ပါတယ်ခင်ဗျာအရှိဘတ်ရှမ်းရုံးမကြီးရဲ့မှိုင်းပြပြမြင်ကွင်းကရှုမြင်သူတွေရဲ့ရင်တွင်းကိုအေးမြစေမှာလည်းဖြစ်ပါတယ်ခင်ဗျာယာရီမပြတ်ထွန်ရက်စိုက်ပြိုးပြီးစိမ့်ဆူနေတဲ့လေယာစိုက်ခင်းတွေရဲ့မြင်ကွင်းတွေက အင်အားကို ဖြစ်စေပြီးဆယ်မြောင်းကန်ချောင်းတွေကိုတိဆောက်ပေးခဲ့ကြတဲ့ရှေးဘူပါတွေရဲ့လုံလဝရိယနဲ့ကျေးဇူးတရားတွေကိုလည်းအောက်မေ့တရိယာစီမှာဖြစ်ပါတယ်ခင်ဗျာမင်းကြီးရန်အောင်ရဲ့တရိတံဝေကားတွေနဲ့ လော့ကီဘုံအတွင်းကနေရှောင်ကွင်းလိုတဲ့စိတ်နဲ့ထင်းနှံကိုစွန့်ခွာပြီးတွက်ထွက်လာခဲ့ပုံစင်အားနဲနေတဲ့ဩစနာမင်းဟာစင်မြူငါးစီးပိုင်ဆိုင်ပြီးအင်အားပိုကြီးလာတဲ့ညီတော်ကိုကြောက်ရွံ့ခဲ့ရတဲ့အတွက်အနှစ်20အုပ်စိုးဆံမြန်းလာတဲ့ရာဇပလင်ကနေစင်ပြီးညီတော်ကိုနန်းတင်ပေးကာတွက်ထွက်လာခဲ့တဲ့ဩစနာမင်းတမိုင်းတွင်လောက်အောင်ကြီးကျယ်ခမ်းနားလာမယ်မက္ခရာမြို့တော်ကြီးကိုစတင်တည်ထောင်ခဲ့တဲ့ရာဇတကြံမင်းတို့ရဲ့ ခြေရာတွေကိုမြင်ရောင်မှန်းဆရင်မက္ခရာမျိုးရဲ့အေဂျန့်နဲ့ရသတွေကိုထိတွေ့ခံစားနိုင်ကြပါစေခင်ဗျာအစောနေ့နားဆင်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့နော်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဟင်းစာပဲဖြစ်ပါရခင်ဗျာ